ပြီးခဲ့တဲ့ညကအရှေ့လေပိုင်းဒေသမှာသမိုင်းဝင်ဖြစ်ရတဲ့ခုဖြစ်ခဲ့ပါဗါရီအီရန်နိုင်ငံဟာအစ္စရေးပိုင်နယ်ကိုတိုက်ရိုက်ပစ်မှတ်ထားပြီးသူ့ရဲ့သမိုင်းတစ်လျှောက်အကြီးမားဆုံးစစ်ရေးတိုက်ခိုက်မှုလှိုင်းလုံးကြီးတစ်ခုကိုစတင်ခဲ့တာပါ။နာယီနှစ်နာရီပင်မကြာမီမှာပဲဘောလစ်စတစ်ဒုံးကြီးတွေနဲ့လက်နက်တပ်ဆင်ထားတဲ့ဒရုန်းတွေပါဝင်ပယ်ထိန်ဒုံးကြီးပေါင်း200ကျော်ဟာအစ္စရေးနိုင်ငံတွင်းကမဟာဗျူဟာမြောက်နေရာအများပြားကိုထိမှန်ခဲ့ပါဗါ။ဒါဟာလေထိုးပြီးချိန်ချောက်တာတန်တမန်ရေးရဟန်ဆောင်တာဒါမှမဟုတ် တခြားသူတွေကိုကြားခံပြီးတိုက်ခိုက်တာမျိုးလုံးဝမဟုတ်ပါဘူး။နိုင်ငံချင်းတိုက်ရိုက်ပဋိပက္ခစတင်ကလေးကအသေးအပြောက်အများဆုံးဖြစ်တဲ့လက်တုံပြန်တိုက်ခိုက်မှုဖြစ်ပြီးသူ့ရဲ့အတိုင်းအတာကတကယ်ကိုကြီးမားပါတယ်။ဒီတိုက်ခိုက်မှုဟာအရှေ့လယ်ပိုင်းဒေသကို10မီလီယံကြီးတစ်ခုစီတွန်းပို့နေပြီလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေမြင့်တက်လာစေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကဒေသစံတော်ချိန်ည10:40မိနစ်တိတိကျကျစတင်ခဲ့တာပါ။တိုက်ခိုက်မှုစတင်တဲ့ချိန်ကစပြီး Tel Aviv, Haifa, ရာမဂန်ကနေ Ashdorf တတိအစ္စရေးနိုင်ငံရဲ့မြို့ကြီးအများအပြားမှာသတိပေးစင်တွေဟာအဆက်မပြတ်မြည်ဟီးခဲ့ပါတယ်။အစ္စရေးရဲ့ရေဒါစနစ်တွေကအီရန်ပိုင်းနက်နဲ့ Caspian ပင်လယ်ဘက်ကနေပြစ်လွတ်လိုက်တဲ့ ballistic ဒုံးကြီး120ကျော်နဲ့တိုက်ခိုက်ရေး drone 80လောက်ကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီဒုံးကြီးတွေအားလုံးကိုတပြိုင်တည်းညီပါပြစ်လွတ်ခဲ့တာဖြစ်ပြီးပေါက်ကရမဟုတ်ပဲစနစ်တကျညှိနှိုင်းစီစဉ်ထားတဲ့ပုံစံနဲ့တိုက်ခိုက်ခဲ့တာကိုတွေ့ရပါဗျ။မင်းနပိုင်းတွင်းမှာပဲကောင်းငင်ရံမှာ ဂျားဖြတ်ဒုံကြီးတွေရဲ့အလင်းရောင်တွေဟာမျက်လှည့်ပြသလိုဖုံးလွှမ်းသွားခဲ့ပါတယ်။ Iron Dome, Davis Sling, Aero 3လိုခေတ်မီကာကွယ်ရေးစနစ်တွေကိုချက်ချင်းအသက်သွင်းခဲ့ပေမဲ့တိုက်ခိုက်မှုလိုင်းလုံးကအရန်ကိုကြီးမားတဲ့အတွက်ဒုံကြီးတို့ချို့ဟာကာကွယ်ရေးကွင်းကနေလွတ်မြောက်ပြီးသူတို့ရဲ့ပြစ်မှတ်ကိုအတိအကျရောက်ရှိခဲ့ပါတယ်။ Haifa မြို့ရဲ့စိတ်ကန်း area မှာဆိုရင်ဒုံကြီးတစ်စင်းကလောင်စာစီတူလောင်ကန်ကိုထိမှန်ခဲ့တာကြောင့်ကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးမီးလောင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ရာမတ်ဒါဗစ်လေတက်အခြေဆိုင်စခန်းမှာလဲပောက်ကွဲမှု၃ခုကြောင့်လေရင်ယုံတွေနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေဟာဆူဆူရွရွပျက်စီးသွားခဲ့တယ်လို့အစောပိုင်းသတင်းတွေကဖော်ပြပါဗျ။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကထုတ်ပြန်တဲ့ကနဦးအချက်လက်တွေအရဒီလေတက်အခြေဆိုင်စခန်းဟာလေကြောင်းစစ်ဆင်ရေးတွေရဲ့အဓိကဗဟိုချက်တစ်ခုဖြစ်တာကြောင့်ဒီလိုပျက်စီးမှုတွေဟာအစ္စရေးရဲ့လေကြောင်းစွမ်းရည်ပေါ်တိုးတောင်းတဲ့တက်ရောက်မှုရှိနိုင်တယ်လို့သုံးသပ်ကြပါဗျ။တယ်လာဗစ်မြို့မှာဆိုရင်တော့ဒုံးကြီးနှစ်စင်းထိုးဖောက်ဝင်ရောက်ခဲ့ပြီး လူနေရပ်ကွက်မှာအဆောက်အုံတွေပျက်စီးခဲ့ရပါတယ်။ဒါဟာအစ္စရေးလေကြောင်းကာကွယ်ရေးအတွက်လေ့ကျင့်ခန်းတရုတ်ပြလေ့ကျင့်မှုမျိုးမဟုတ်ပဲစစ်မှန်တဲ့စမ်းသပ်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။တိုက်ခိုက်မှုရဆိုင်မိမကြမိမှာပဲအစ္စရေးဝန်ကြီးချုပ်ဘေဂျမင်နေဒန်ယာဟုဟာအမျိုးသားလူညုံရေးကောင်စီရဲ့အရေးပေါ်အစည်းအဝေးတစ်ခုကိုချက်ချင်းကျင်းပခဲ့ပါတယ်။အစည်းအဝေးအတွင်းမှာစစ်ကက်ဘိနက်အဖွဲ့ဝင်တွေဟာလက်တုံပြန်ရေးကိစ္စနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့ကြပါတယ်။ အချို့အဖွဲ့ဝင်တွေကအီရန်ကိုချက်ချင်းလက်တုံ့ပြန်ဖို့အပြင်းထန်တိုက်တွန်းခဲ့ကြပြီမဲ့တချို့ကတော့ဒေတာရင်းပဋိပက္ခပုံမမကြီးထွားရေးအတွက်ထိမ့်ထိမ့်သိမ့်သိမ့်ကင်ွယ်ဖို့အကြံပြုခဲ့ကြပါတယ်။မနက်စောစောပိုင်းကထုတ်လွှင့်ခဲ့တဲ့မိန်ကွန်းမှာတော့ဝင်ကြီးချုပ်နေတန်ညာဟုကဒီတိုက်ခိုက်မှုကို အကြောင်းမဲ့ရန်စားမှုလို့ပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်။သူကအစ္စရေးဟာသူ့ကိုယ်သူကာကွယ်ဖို့အတွက်လိုအပ်တဲ့နီလန်အားလုံးကိုအသုံးပြုသွားမှာပါလို့လည်းဆိုခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးအနေနဲ့ဒီမနက်အထိတော့ အီရန်ပိုင်နက်ကိုဓာတ်ရိုက်လက်တုံပြန်တိုက်ခိုက်တာမျိုးမလုပ်သေးပါဘူးတချို့သတင်းရင်းမြစ်တွေကတော့ဂျယ်အဖစ်ကနောက်ထပ်ဘာဆက်လုပ်မလဲဆိုတာဝါရှင်တန်နဲ့အနီးကပ်တိုင်ပင်ဆွေးနွေးနေတယ်လို့ဆိုပါတယ်ပြည်သူလူထုရဲ့တုံ့ပြန်မှုကတော့ဒေါသကြောက်ရွံ့မှုနဲ့လက်စားချေလိုစိတ်တွေရောနှောနေပါတယ်အချို့ကအစိုးရကိုပြင်းပြင်းထန်ထန်ပြန်လဲတုံ့ပြန်ဖို့တောင်းဆိုနေကြပြီးတချို့ကတော့ပြည်ပခကြီးထွားလာမှာကိုစိုးရိမ်နေကြပါတယ် ကာဝေးတပ်ဖွဲ့တွေအနေနဲ့လည်း IOM ဒုံနဲ့တခြားစနစ်တွေရဲ့စွမ်းဆောင်ရည်တွေကိုပြန်လည်သုံးသပ်နေရပါတယ်။ဒီစနစ်တွေဟာအန်အောလောက်အောင်ကောင်းမွန်သာကာကွယ်ပေးနိုင်ခဲ့လို့ဒီလိုကြီးမားတဲ့တိုက်ခိုက်မှုလိုင်းလုံးမျိုးကိုရင်ဆိုင်ရတဲ့အခါမှာတော့ကန့်သက်ချက်တွေရှိနေတယ်ဆိုတာကိုပြသခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဟာအနာဂတ်မှာကာကွယ်ရေးစနစ်တွေကိုဘယ်လိုအဆင့်မြင့်တင်မလဲဆိုတာကိုလည်းဆွေးနွေးနေပါပြီ။ American ပြည်တော်စုရဲ့တုံ့ပြန်မှုကတော့ချက်ချင်းဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့ဟာတယ်လီဖုန်းနဲ့ချက်ချင်းဆက်သွယ်ပြီးအခြေအနေကိုဆွေးနွေးခဲ့ကြပါတယ်။သမ္မတထရန့်ကလည်းအစ္စရေးကိုအပြည့်အဝထောက်ခံကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးအစ္စရေးရဲ့လုံခြုံရေးအတွက်ကျွန်ုပ်တို့ရဲ့ဂတိကဝတ်ဟာခိုင်မြဲမြန်းမာခိုင်မြဲမြန်းမာတယ်လို့ဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးနဲ့ကာကွယ်ရေးဝန်ကြီးတို့ကလည်းသူတို့ရဲ့အစ္စရေးလုံဖော်ကိုင်ဘက်တွေနဲ့ဆက်သွယ်ပြီးနောက်ထပ်အကူအညီတွေပေးဖို့ဆွေးနွေးနေကြပါတယ်။ ဒါအပြင်အမေရိကန်ဟာအရှိန်မြေတဲ့ပင်လယ်ဒေသကိုနောက်ထပ်ကာကွယ်ရေးစနစ်တွေပို့ပေးဖို့လည်းဖြစ်နိုင်ခြေရှိတယ်လို့ပြောဆိုထားပြီးဒီမနက်ပိုင်းမှာပဲ USS Thomas Hunter ဖြတ်သိမ်းမော့လို့စစ်သိမ်းမော့အချို့ကိုဒေတာရင်းရေပြင်မှာနေရာချထားခဲ့ပြီလို့အတည်ပြုချက်တွေထွက်ပေါ်လာပါတယ်အမေရိကန်တပ်ဖွဲ့တွေဟာလည်းဒေတာရင်းခြေဆိုင်စခန်းတွေအားလုံးမှာအမြင့်ဆုံးသတိပေးအဆင့်ကိုတိုးမြှင့်ထားပါတယ်တန်တမန်ရေးရပမာတော့အမေရိကန်ဟာအီရန်နဲ့အစ္စရေးနှစ်ဖက်စလုံးကိုထိန်းထိန်းသိမ်းသိမ်းလှုပ်ဆောင်မှုနဲ့ ပဋိပက္ခမကြီးထွားရေးအတွက်သတိပေးနေပါတယ်။အမေရိကန်ကရှေ့လေပိုင်းကိုအထူးတန်တမန်တွေဆစ်လွတ်ပြီးနှစ်ဖက်စလုံးနဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့ကြိုးပမ်းနေတယ်လို့လည်းသိရပါတယ်။ဒါ့ပြင်မဲ့ဝါရှင်တန်ရဲ့ရည်တည်ချက်ကတော့အစ္စရေးရဲ့ကိုပိုင်ကာကွယ်ခွင့်ကိုအပြည့်အဝထောက်ခံပေးမယ်။လက်တုံပြန်မှုကပြိပခါကိုပို့ပြီးမကြီးထွားစေဖို့တတိထားရမယ်ဆိုတဲ့သဘောပါပဲ။အီရန်ဘက်ကတော့ဒီတိုက်ခိုက်မှုကိုအောင်မြင်တဲ့စစ်စင်ရေးအဖြစ်ကြေညာခဲ့ပါတယ်။အီရန်ဒေါ်လာရဲ့အဆောင်တက် IRGC ကထုတ်ပြန်တဲ့ကြေညာချက်မှာ ်ဆီးရီးယားနိုင်ငံဒမတ်စကတ်ရှိကောင်စစ်ဝင်ရုံးကိုတိုက်ခိုက်ခဲ့တဲ့စစ်ရာဇဝတ်မှုအတွက်အစ္စရေးကိုလက်တုံပြန်ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အီရန်ယာရှိတွေကအစ္စရေးကိုထပ်မံလက်တုံပြန်ရင်ပုံမိုပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့သတိပေးထားပါတယ်။စစ်ရေးသုံးသပ်သူတွေကတော့အီရန်ဟာဒီတိုက်ခိုက်မှုနဲ့ရည်ရွယ်ချက်အများအပြားကိုအကောင့်ထည့်ဖော်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာအစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုစမ်းသပ်ခြင်းသူ့ရဲ့ဒုံးကျည်စွမ်းရည်တွေကိုပြသခြင်းနဲ့ သူ့ရဲ့ပြည်တွင်းနဲ့ဒေတာရင်းမဟာမိတ်တွေကိုအင်အားပြသခြင်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။အီရန်ရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးလဲနိုင်ငံတကာအတိုင်းဝိုင်းကစိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေပါတယ်။ဒီတိုက်ခိုက်မှုက IAEA နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီအနေနဲ့အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုစစ်ဆေးဖို့အတွက်နောက်ထပ်ဖိအားတွေဖြစ်ပေါ်လာစေပါပြီ။ဒေတာရင်းမှာလည်းအခြေအနေတွေစတင်လှုပ်ရှားနေပါပြီ။လက်ဗနွန်ကဟီဇိုလာအဖွဲ့ကသူ့ရဲ့အမြင့်ဆုံးသတိပေးအဆင့်ကိုတိုးမြှင့်လိုက်ပြီး အစ္စရေးနယ်စပ်မှာပုံမှန်ထက်ပုံမှန်ပုံမလှုပ်ရှားမှုတွေရှိနေပါတယ်။ဆီးရီးယားနဲ့အီရတ်မှာရှိတဲ့အီရန်လိုလားတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကလည်းသူတို့တပ်ဖွဲ့တွေကိုစုစည်းနေတယ်လို့သတင်းရရှိပြီးအီရတ်မှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းချို့ကိုပိတ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နိုင်တယ်လို့ချိန်ချောင်းနေပါတယ်။အီရန်ကစစ်ရေးပိတ်မှတ်တွေကိုဥတီတိုက်ခိုက်ခဲ့တယ်လို့ပြောပေမဲ့အစ္စရေးပြည်သူ150ကျော်ဒဏ်ရာရပြီး၄ဦးသေဆုံးခဲ့ပါတယ်။ဒုံးကျည်ပိုင်းစားတွေလူနေရပ်ကွက်တွေပေါ်ကျရောက်ခဲ့ပြီး ဟိုင်ဖာစိတ်ကမ်းမှာလောင်စာစီတူလောင်ကန်မီးလောင်မှုကြောင့်လေဒုညဉ့်ဉန်းမှုနဲ့ကျန်းမာရေးဆိုင်ရာဆိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လျှက်စစ်နဲ့ရေပြတ်တောက်မှုတွေလည်းရှိခဲ့တာကြောင့်ပြည်သူတွေရဲ့နေအိမ်ဘဝထိခိုက်ခဲ့ပါတယ်။ကုလသမဂ္ဂကတော့အရက်သားတွေရဲ့ဘေးကင်းလုံခြုံရေးကိုအလေးထားဖို့တောင်းဆိုခဲ့ပြီးပဋိပက္ခဆက်ကြီးထွားရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲတွေပိုဆိုးလာနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကမ္ဘာ့ဂျင်နန်ဈေးကွက်မှာ brand ဂျင်နန်စိန်တစ်စီ130ဒေါ်လာ American West Texas Intermediate WTI ရင်းနှံစိမ်း105ဒေါ်လာအထိမြင့်တက်ခဲ့ပါတယ်။အရှိလေပိုင်းမှာတင်းမာမှုတွေမြင့်တက်လာတာကြောင့်ရင်းနှံတင်ပို့မှုလုံခြုံရေးပေါ်စိုးရိမ်မှုတွေတိုးပွားစေခဲ့ပါတယ်။ Israel ရဲ့ Tel Aviv Stock Exchange ဟာ800ခန်းလုံးကျော်ကျဆင်းခဲ့ပြီးကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေပေါ်လဲစိုးရွားတဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။စည်ရေးတိုက်ခိုက်မှုနဲ့အတူ Cyber နယ်ပယ်မှာလည်းတိုက်ပွဲတွေကပုံမှုပြင်းထန်လာခဲ့ပါတယ်။ ်အစ္စရေးဆိုရဝက်ဆိုက်တွေနဲ့အခြေခံအဆောက်အုံစနစ်တွေဟာစိုက်ဘာတိုက်ခိုက်မှုတွေခံခဲ့ရတယ်လို့အစ္စရေးအမျိုးသားစိုက်ဘာညွှန်ကြားရေးဦးစီးဌာနကပြောပါတယ်။အီရန်ဘက်ကလည်းသူ့ရဲ့နျူကလ িয়ার ဆက်ရုံတွေနဲ့စစ်ဘက်ဆိုင်ရာဆာဗာတွေပေါ်စိုက်ဘာတိုက်ခိုက်မှုတွေကြုံတွေ့ခဲ့ရတယ်လို့စွပ်စွဲခဲ့ပါတယ်။လူမှုကွန်ရက်မီဒီယာတွေမှာလည်းသတင်းမှဖြန့်ချီမှုတွေဟာအရှိန်ဟုန်ပြန့်နှံ့နေကြကြောင်းသတင်းအချက်အလက်တွေကိုတေချာစစ်ဆေးပြီးမှယုံကြည်ဖို့တတိပေးထားပါဗျ။အစ္စရေးမှာဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ပြင်းပြည်ရင်းမှာပြင်းထန်တဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။သူ့ရဲ့ညာဘက်အစွန်ရောက်မဟာမိတ်တွေကအီရန်ကိုလက်တုံပြန်ဖို့တောင်းဆိုနေပြီးအတိုက်ခံတွေကတော့လုံခြုံရေးကင်တွေပုံကိုဝေဖန်နေကြပါတယ်။အီရန်ဆိုရကတော့ဒီတိုက်ခိုက်မှုကိုအောင်မြင်တဲ့စစ်စင်ရေးအဖြစ်သတ်မှတ်ပြီးပြည်သူလူထုထောက်ခံမှုကိုရယူဖို့ကြိုးစားနေပါတယ်။အီရန်နဲ့အစ္စရေးတို့ကြားရန်ညှို့ဟာ1996ခုနှစ်အီရန်ဒေါ်လာရေးကြေးကစတင်ခဲ့ပြီးနှစ်နိုင်ငံကြားအတန်တိတ်စစ်ပွဲတွေဆင်နွှဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့ကစီးရီးယားနိုင်ငံဒမတ်စကတ်မှာရှိတဲ့အီရန်ကောင်စစ်ဝင်ရုံးကိုတိုက်ခိုက်မှုကြောင့်အီရန်စစ်ဘက်အရာရှိကြီးတွေတေဆုံးခဲ့ရတာကနေဒီတစ်ခါပုံမွေလင်းလင်းတိုက်ခိုက်မှုအဖြစ်အသွင်ကူးပြောင်းသွားတာပါပရိပခဟာဆက်လက်ကြီးထွားလာနိုင်တယ်လို့နိုင်ငံတကာဖိအားတွေကြောင့်ထိမ့်ထိမ့်သိမ့်သိမ့်ကင်တွေပြီးတန်တမန်ရေးရာဖြစ်ရှင်းနည်းတွေစီပြန်လည်ဥတည်သွားနိုင်ပါတယ်ဒါပေမဲ့နှစ်နိုင်ငံကြားတင်းမာမှုတွေကတော့ရေရှည်တည်ရှိနေအောင်ပါအမေရိကန်ပြည်ထောင်စုရဲ့အခမ်းကဏ္ဍနဲ့ကုလသမဂ္ဂရဲ့ဂျာဝင်ဆေးဆက်မှုတွေဟာ ပရိပခောက်ကိုရှော့ချရမှာအရေးပါပါတယ်။ဆော်ဒီအာရေဗျနဲ့အာရက်ဆော်ဝါများပြည်တော်စုလို့လို့ပင်လယ်ကွေ့နိုင်ငံတွေကတော့ပွင့်ပွင့်လင်းလင်းဗတ်မလိုက်ပဲတင်းမာမှုတွေကိုရှော့ချဖို့နဲ့တန်တမန်ရေးရနီးလန့်နဲ့ဖြည့်ရှင်းဖို့တိုက်တွန်းနေပါတယ်။ဒါပေမဲ့သူတို့အပေါ်ဖိအားတွေလည်းတိုးလာနေပါတယ်။အထူးသဖြင့်အီရန်တိုက်ခိုက်ခံရတဲ့အခါအာရက်နိုင်ငံတွေရဲ့တိတ်ဆိတ်နေတာကဒေတာရင်းတင်းမာမှုတွေကိုပိုဆိုးစေတယ်လို့ယူဆတဲ့ပြည်ရင်းစန့်ကျင်ရေးအဖွဲ့တွေစီကဖိအားတွေပါ။ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC အဖွဲ့ဝင်တွေကမှလည်းလုံခြုံရေးဆိုင်ရာအစည်းအဝေးတွေကျင်းပနေတယ်လို့သိရပါဗျ။တူရကီ၊ကာတာနဲ့အီဂျစ်တို့လိုနိုင်ငံတွေကတော့တက်ကြွသွားဂျောင်းဝင်ဖြန့်ဖြေးဖို့ကြိုးပမ်းနေကြပါဗျ။သူတို့ဟာငြိမ်းချမ်းရေးအတွက်အရေးပေါ်ဆွေးနွေးဖို့တိုက်တွန်းနေကြပြီးဂါဇာမှာအပြစ်ခတ်ရဲစဲရေးကိုလည်းဒီပဋိပက္ခနဲ့ဆက်ဆက်ပြီးဆက်လက်တောင်းဆိုနေကြပါဗျ။ကမ္ဘာကူလာသမဂလုံခြုံရေးကောင်စီဟာဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအရေးပေါ်အစည်းအဝေးတစ်ခုကိုကျင်းပခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကတော့တင်းမာမှုလျှော့ချရေးအတွက်ဆုံးဖြတ်ချက်တွေထုတ်ပြန်မှုကြိုးပမ်းနေကြပြီမဲ့ဗီဒီယိုအာဏာတွေကြောင့်ထိရောက်တဲ့ဆုံးဖြတ်ချက်မျိုးထွက်ပေါ်ဖို့ခက်ခဲနေပါတယ်။ကုလသမဂ္ဂထွေထွေတွေးရေးမှူးချုပ်ကတော့နှစ်ဖက်စလုံးကိုထိမ့်ထိမ့်သိမ့်သိမ့်လုပ်ဖို့တိုက်တွန်းထားပါတယ်။ရုရှားနဲ့တရုတ်နိုင်ငံတို့ကတော့သူတို့ရဲ့ရည်တည်ချက်တွေကိုနက်နက်နဲနဲချပြနေပါတယ်။သူတို့ကအခြေအနေကိုတည်ငြိမ်အောင်ထိမ့်သိမ့်မှုတောင်းဆိုနေကြပြီမဲ့အနောက်နိုင်ငံတွေရဲ့ရန်စမှုကိုလည်းဝေဖန်နေကြပါတယ်။ သူတို့ရဲ့ဒေတာရင်းမဟာဗျူဟာမြောက်ဂျိုးစီဝါတွေရာအခြေအနေကိုသတိကြီးစွာစောင့်ကြည့်နေကြပါတယ်။ဒီတိုက်ခိုက်မှုရဲ့အကျိုးဆက်ဖြစ်စွိုင်းရင်ဈေးကွက်မှာရေနံဈေးတွေမြင့်တက်လာပြီးကမ္ဘာစတော့ဈေးကွက်တွေလည်းမတိမငိမ့်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ထောက်ပံ့ရေးကွင်းဆက်တွေပေါ်တက်ရောက်မှုရှိလာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေလည်းပေါ်ထွက်လာနေပါတယ်။ဇွန်လ15ရက်နေ့နဲ့16ရက်မှာဖြစ်ပွားခဲ့တဲ့ဒီတိုက်ခိုက်မှုတွေဟာစစ်ရေးဖြစ်ရတဲ့ခုတွေမဟုတ်ပါဘူး။ ဒါဟာဒေတာရင်းတည်နိုင်မှုဟာနိုင်ပိုင်းအတွင်းမှာတိတိတတ်တာပြောင်းလဲသွားနိုင်တယ်ဆိုတဲ့သက်သေပါပဲ။အစ္စရေးဟာသူ့ရဲ့ကာကွယ်ရေးစနစ်မှာအမြဲတမ်းအထက်စီးကနေလွှမ်းမိုးထားတယ်လို့ခံစားခဲ့ရပေမဲ့အခုတော့အစမ်းပြားဆုံးကာကွယ်ရေးစနစ်တွေမှာတော့ကန့်သတ်ချက်တွေရှိတယ်ဆိုတဲ့အဖြစ်မှန်နဲ့ယဉ်ဆိုင်နေရပါပြီ။အီရန်ကလည်းအန်ရီအားလုံးကိုယဉ်ဆိုင်ပြီးပွင့်ပွင့်လင်းလင်းလှုပ်ဆောင်လာတာကိုတွေ့ရပါတယ်။အခုမေးစရာရှိတာကဒီပဋိပက္ခဆက်ပြီးကြီးထွားဖို့ကိုကဘာကခွင့်ပြုမှာလား။ အရှိလေပိုင်းအတွက်ကတော့ဒီမေကွန်းကပို့ပြီးအရေးတကြီးဖြစ်နေပါဗျ။ဒါဟာပို့ကြီးမတဲ့ပရိပခရဲ့အစောပိုင်းအဆင့်တွေစီကျွန်တော်တို့တကယ်ပဲရောက်နေကြပြီလားဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။